အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါတပတ်စာဟောစမ်းလေးကို ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဗုဒ္ဓသာမီတွတ်ပါ၃လပိုင်း၉ရက်ကနေ၃လပိုင်း၅ရက်နေ့ထိတပတ်စာဟောစမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗုဒ္ဓသာမီတွတ်တတိထာယမှာကအလောက်ကန်တဲ့ပတ်သက်တာငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာအထူးကိစ္စရမယ်ကာလတခုဖြစ်ပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ကိုစုဆောင်ရတဲ့ငွေကြေးတွေ နော်မထင်မှတ်တာပဲကုန်ကြစိတ်တွေများပြီးတော့ကိုယ့်စီဟာထွက်သွားတတ်ပါတယ်။ဒါကြောင့်မို့ငွေကြေးဥစ္စာပြည့်စုံနေပတ်သက်မယ်ဆိုရင်ဒူဘူးဆိုင်ပါ။ဥမာငွေချီတာတွေအာမခံတွေလောဝလောဝမလွတ်တည်ပါအောင်ခင်ဗျာ။အဲ့ဒီကိစ္စအကြောင်းကိုယ့်ငွေငွေကြေးတွေဆွန့်ရှုံတတ်ပါတယ်။အလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ဒီချိန်ဒီကာလမှာအလောက်ပြောင်းတာတွေဆွေတာတွေအလောက်စတင်တာတွေအလောက်တက်တိုးချက်တာတွေလောဝမလွတ်တည်ပါဘူး။ကို့မှာလည်းအလောက်ပြောင်းခြင်းတဲ့စိတ်တွေဟုတ်လားအလောက်အစ်စတင်ခြင်းစိတ်တွေ တော့ဖွာပေါ်လာတတ်ပါတယ်။ဒါကြောင့်အလုတ်နဲ့ပတ်သက်မယ်ဆိုရင်ဒီလိုပတ်မြီမှာလုံးဝမလုပ်သေးပါဘူး။အလုတ်ကန်နဲ့ပတ်သက်ရင်မယ်ဆိုရင်နည်းနည်းလေးညံ့နေလို့ပါ။ကန်ကောင်းနေတာတစ်ခုကမိတ်ဆွေနဲ့ပတ်သက်တာတငယ်ချင်းနဲ့ပတ်သက်တာအရင်ကန်ကောင်းပါတယ်။ကိုအခက်ခဲအကျက်တွေဖြစ်နေတယ်ဆိုရင်တငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေကကူညီဖို့အစီအစဉ်ဖြစ်ပါတယ်။တခုရှိတာကမိတ်ဆွေကဂတိတစ္ဆာတည်ဖို့အရန်ရည်ကြည်ပါတယ်။ကိုရဲ့မိတ်ဆွေကောင်းတငယ်ချင်းကောင်းတွေကလည်းတစ္ဆာမဲ့တဲ့သူတွေဂတိမတည်တဲ့သူတွေကိုလုံးဝမကြိုက်နှစ်သက်ပါဘူး။ ူတို့ကလည်းတရေတရားသူကြီးလိုမျိုးเนาะဖြဖြမမနေတဲ့သူတွေဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့ကျွန်တော်ကြံပြုချင်တာကတငယ်ချင်းကောင်းမိတ်ဆွေကိုယ့်ရဲ့အနာမှာရှိစေခြင်းနဲ့ဆိုရင်ကိုကိုတိုင်ကလည်းကောင်းဖို့အရင်ရည်ကြီးပါရခင်ဗျာ။နောက်ခုကောင်းနေတာကမိသားစုရင်းနဲ့ပတ်သက်တာကိုယ့်ရဲ့မိသားစုမှာအဆက်တွေပြည့်နေသူတွေမိသားစုတွေအဆင်မပြေဘူးဆိုရင်တေချာပေါ့တိတော့ပတ်မျိုးမှာအဆင်ပြေသွားတတ်ပါတယ်။တတိထားရမှာကအိမ်အောင်ရင်းနဲ့ပတ်သက်တာဘာမှမဟုတ်တဲ့လူတွေတော့ကြောင့်ကိုယ့်ရဲ့အိမ်အောင်ကြီးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်။ အိမ်အောင်ရေးတွေအဆင်မပြေဖြစ်တတ်ပါတယ်ကိုယ့်ရဲ့အိမ်အောင်ရေးမှာလည်းဖဲ့လို့ဖြည့်ဆည်းလုပ်တဲ့သူတွေပေါ်လာတတ်ပါတယ်ဒါကြောင့်အိမ်အောင်ရေးပတ်သက်မယ်ဆိုရင်လူဆိုင်မိပါခင်ဗျာအချစ်ရည်နဲ့ပတ်သက်မယ်ဆိုရင်စမ်းပွေနေတဲ့ကာလတခုဖြစ်ပါတယ်အချစ်ရည်ကောင်းတယ်လို့ဆိုရပါမယ်ခက်တာတခုကကိုကအချစ်ရည်နဲ့ပတ်သက်မယ်ဆိုရင်အချစ်ကိုစိတ်ကုန်နေတဲ့အချိန်ခါလေးဖြစ်နေပါတယ် တတိထာယမှာကကို့မှာရန်သူတွေများနေတက်ပါတယ်ဒီဘက်မျိုးမှာ အပြောဆိုနေထိုင်ရည်စင်ချင်းမှာကို့အပြောဆိုမတတ်မှုကြောင့်เนาะကို့မှာရန်များနေတက်ပါတယ်ဒါကြောင့်အပြောဆိုနေထိုင်ရည်စင်ချင်းပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်မယ်ဆိုရင်เนาะရေးပွဲရပြီတော့ကျမ်းမာရေးကကောင်းတယ်ကို့အတုံးမကြောက်မလို့ကျမ်းမာရေးတွေကညံ့တက်ပါတယ်ဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းအထူး view size ဆရာမလိုဘူးเนาะကျမ်းမာရေးတွေညံ့နေတဲ့သူတွေကလည်းစေကောင်းဝါကောင်းတွေတွေ့ပြီးတော့ဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကို့ရဲ့ယောဂဝေဒနာတွေတက်တာပြောင်းကင်းသွားတတ်ပါတယ် ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ခင်ဗျာဆရာကောင်းတမောင်းကောင်းတွေတွေ့ပြီးတော့ကိုယ့်ရဲ့ပညာရေးတွေကထိချက်တိထက်တိုးတိုးတိုးပြီးတော့အောင်မြင်သွားတတ်ပါအထူးပြုဆရာမှာကကံနဲ့ပတ်သက်တဲ့အလုပ်တွေလုံးဝအကျိုးမပေးပါဘူးခြေတွေချီတွေအလောင်းကစားတွေအွန်လိုင်းကိန်းတွေလုံးဝအကျိုးမပေးတဲ့ကာလတခုဖြစ်ပါတယ်ဒီလိုအလုပ်မျိုးတွေလုပ်နေတဲ့သူတွေဆိုအထူးပြုဆိုင်ပါခင်ဗျာဒီကိစ္စတွေကြောင့်ကိုယ့်ရဲ့ငွေကြေးပြီးဆုံးရှုံးတတ်ပါတယ်ခင်ဗျာ ကံကောင်းနေတဲ့အကြောင်းကအနီရောင်ဖြစ်တယ်နော်ကံကောင်းနေတဲ့နံပါတ်ကသုံးကနန်းဖြစ်တယ်အရေးကြီးတဲ့နေရာမှာအနီရောင်ဝတ်စင်တာမျိုးကံတွေဆန်းကျင်နေဆိုရင်သုံးပါတဲ့နံပါတ်ရွေးချယ်ပြီးမှကံကောင်းနေတဲ့ကာလကုဖြစ်ပါတယ်ရေရရကရန်လွယ်ကူပါတယ်ခင်ဗျာကိုယ့်ရဲ့အနီးနားမှာရှိတဲ့တက်ကြီးဝါကြီးတွေကိုစီးဝါတော်၎င်းအားစီတဲ့အစားစာတွေ၎င်းကြက်ပေါင်းရည်တွေငှက်တိုက်တွေလှူဒန်းပြီးတော့ဒါနပြုလိုက်ပါခင်ဗျာဒီရေရရလွတ်လပ်ခြင်းအပြင်မိတ်ဆွေတို့ခက်ခဲတွေအကျက်တွေဒီဘက်ထဲမှာပြေပြောက်သွားမှာဖြစ်ပါတယ် ဘယုတ်ကိုမြင်တာနဲ့ရှယ်ချင်းဝင်မြချင်းပြင်ကုတူယူလိုက်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။ကျုံမိတ်ဆွေတွေပျော်စွင်တော့မိသားစုဝင်တွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာ။